ားလုံးမင်္ဂလာပါ PM Channel နဲ့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးချင်တာတော့ကျွန်တော်စနေနေ့မှာကံမဲ့ Premier England Premier League ပွဲစဉ်7ပွဲကြိုသုံးသပ်ချက်လေးပဲဖြစ်ပါတယ်ဒီထဲမှာကျွန်တော်ကြိုက်တဲ့ပွဲစဉ်နှစ်ပွဲကိုပဲကျွန်တော်ပြောတော့မှာဖြစ်ပါတယ်ကျန်တဲ့ပွဲတွေကတော့ကျွန်တော်တိတ်ပြီးတော့တိတ်စိတ်ဝင်စားဘူးဗျာမှန်တယ်ပြောမယ်ဆိုရင်ဘာလို့လဲဆိုတော့ဒီနှစ်ပွဲကတော့ကျွန်တော်လည်းကြိုက်လို့ကျွန်တော်လည်းကြည့်ပြင်မယ်လို့ကျွန်တော်ထင်တယ်သူတပွဲကတော့စပါးနဲ့ United တို့ရဲ့ပွဲကျွန်တော်တို့မလေးအခြေည၈နိုင်ခွဲကျွန်တော်တို့မြန်မာအချိန်ဆိုလို့ရှိရင်တော့ည9နိုင်မှာကံမဲ့ပွဲနောက်တစ်ပွဲကတော့ကျွန်တော်တို့အဲဆန်နလန်နဲ့အာဂျီတို့ပွဲ ကျွန်တော်တို့မလေးချေညမနေ့တနင်္ဂနွေကွဲမှာကံမယ်မြန်မာအချိန်ညဆက်နှစ်မှာကံမယ်ပွဲအဲဒီပွဲနှစ်ပွဲကိုတော့ကျွန်တော်စိတ်ဝင်စားတယ်ဗျဒီပွဲနှစ်ပွဲကဘာဖြစ်လို့လဲဆိုတော့ဆန်နလန်လည်းကောင်းနေတဲ့အချိန်အာကြီးကလည်းအာဒီအချိန်မှာအမှတ်ကောင်းကောင်းယူထားမယ် international break မတိုင်ခင်လေးအာကြီးတအာကြီးအနေနဲ့အမှတ်တွေဖြတ်ထားမယ်ဆိုလို့ရှိရင်နောက်ပိုင်း AACC နဲ့ relax ကောင်းကောင်းလုပ်လို့ရမယ်လို့ကျွန်တော်မြင်မိတယ်နောက်တစ်ပွဲကတော့ကျွန်တော်တို့စပါးနဲ့ man united တို့ရဲ့ပွဲ စပါးနဲ့ယူနိုက်တက်တို့ပဲပွဲကိုပြောရမယ်ဆိုရင်စပါးကပရီးမီယာလီ၂ပွဲဆက်ရှုံးထားတယ်သူတို့ချက်စီကိုရှုံးထားတယ်နျူကာဆယ်ကိုရှုံးထားတယ်ဒါပေမဲ့သူတို့ချန်ပီယံလိမှာနိုင်ထားတယ်ဖူးစီနဲ့တော့နိုင်ထားတာနော်ချန်ပီယံလိမှာဆိုရင်ဇာဗီဆင်မွန်ကအာပွဲအကောင်းဆုံးဆုရသွားတယ်အဲ့တော့ဇာဗီဆင်မွန်ကလည်းပြန်ပြီးတော့ဟိုစားချိန်ဆွမ်းပြလာမယ်လို့တော့ထင်တယ်ဒါပေမဲ့တချို့ကစားသမားတွေရှိတယ်ဗျချန်ပီယံလိအကောင်းတဲ့ကစားသမားတွေပရီးမီယံလိမကောင်းပြောမယ်ဆိုရင်ဗျရော်နယ်ဒိုမက်ဆီမဟုတ်ဘူးဗျပြောရမယ်ဆိုရင်ရော်နယ်ဒိုမက်ဆီကတော့ဘယ်နေရာချက်ချက်အဆင်ပြေတယ် အဘဘီဟာလမ်ဟိုဗျာဘယ်နေရာမှာဆော့ဆော့ဆော့နေဆော့တာနဲ့အဆင်ပြေတဲ့လူတွေအမတချို့ကစားသမားတွေကြောင့်ချန်ပီယံလိတအားကောင်းတယ်ကျွန်တော်သိလားမသိဘူးဗျာဟိုမှာဝေါ်ကတ်ကြရတအားကောင်းတဲ့ပလေယာတွေရှိတယ်ဒါပေမဲ့ကလပ်တင်းမှာဘာမှမဟုတ်တဲ့ကောင်းတွေတကယ်ဘာမှမဟုတ်တဲ့ကောင်းတွေဝေါ်ကတ်ကြလို့ရှိရင်ဒီကောင်းတွေဘလူရှန်းရှန်းတောက်ကောင်းဒါပေမဲ့ကလပ်တင်းရောင်းတဲ့ကောင်းတွေဘာမှမဟုတ်တဲ့ကောင်းတွေအဲ့လိုကောင်းတွေတက်ရှိတယ် ်ဒါအဲအဲ့လိုပဲပြောပြောဖို့တော့စောသေးတယ်ဒါပေမဲ့ကျွန်တော်စပါးကတော့ကျွန်တော်အမြင်ပြောမယ်ဆိုတော့အချိန်နေမစိုးဘူးဒါပေမဲ့ United ကတော့ပွဲပန်းတာတွေပါပြီးဘာမှမရှိဘူး AC ပဲဒါပေမဲ့ပွဲ AC ကန်နေတယ်အသေးအဲ့တော့ AC ပဲဒီပတ်လေ AC ပဲကန်မှာအဲ့တော့ Man United ကကျွန်တော်အမြင်ပြောဒီနောက်ပိုင်းပွဲစဉ်တွေရလက်ပြန်ကောင်းလာတဲ့အနေထားကသူတို့မလိုအပ်ချက်တခုရှိတယ်ဘာလဲဆိုတော့အဲ့ဒါပွဲမပန်းတာပြ United ပွဲလုံးဝမပန်းဘူးဘာဖြစ်လို့ဆိုတော့ဟိုကျွန်တော်ဆော်ကားပြီးပြောချင်လို့မဟုတ်ဘူး तू တပတ်ကိုတပွဲပဲကန်ရတယ်ဗျာတခြားအသင်းတွေတပတ်နှစ်ပွဲကန်နေရတဲ့အချိန်မှာ तू တပတ်တပွဲပဲကန်ရတယ်အေးစီပဲတပတ်တပွဲကန်ပြီးသွားပြီဆိုလို့ရှိရင် तू အနေနဲ့နောက်တစ်ပတ်အတွက်ငါဘယ်လိုပလန်ပြန်ချမလဲဒီဥစ္စာကတကယ်ကောင်းတဲ့ဥစ္စာနော်ဘာဖြစ်လို့လဲဆိုတော့အဖီဖာကိုခဏခဏပြောနေတာဟာမင်းတို့ World Cup ကိုဒီလိုမျိုးနှစ်နှစ်တစ်ချိန်ကျင်းပမယ်လို့လို့ဝိုင်းဆဲနေတယ်လို့ကဆဲတယ်အဥပမာကျွန်တော်တို့အာဆင်ဝင်းကားကြီးဆိုခဏခဏပြောတယ်ကစားသမားကြီးဒီလိုကြောင့်ဒါရရတာပါဘာညာကျွန်တော်တို့ဒီဘရိုင်းတော်မှာ ACL ဖြစ်သွားတဲ့အချိန်မှာပြောတယ်လေ ဒီလောက်ပွဲတွေအများနေလဲဆိုဘယ်လိုအဆင်ပြေမလဲပေါ့နော်တပတ်ကိုနှစ်ပွဲလောက်ကစားနေရတယ်ဆိုရင်ဘယ်လိုမှအဆင်ပြေနေမှာကစားသမားတွေအတွက်ကိုနှစ်ပွဲပဲကြည့်လို့ကွာဒီယိုလာတို့ဂျာလန်ကလုတ်လို့လည်းအမြဲပြောတယ်ဒါပေမဲ့အဲ့ဒီပွဲပန်းဒဏ်ကိုမခံရတဲ့မန်ယူနိုက်တက်အနေနဲ့ဒီပွဲကိုအကောင်းဆုံးရှင်းပြနိုင်မယ်လို့ကျွန်တော်မြင်မိတယ်အဲ့တော့အာစပါအင်ဂွေ့ဖြစ်တယ်ဆိုပေမဲ့ယူနိုက်တက်နိုင်ဖို့ကျွန်တော်ပို့ပြီးတော့မြင်အောင်ねခုယူနိုက်တက်မှာကျွန်တော် ဘောကြတဲ့ကစားသမားရှိတယ်။နည်းနည်းသဘောကျလာတယ်ပေါ့ဗျာ။ပြောရမယ်ဆိုရင်တကယ်ကိုတော်တော်လေးသဘောကျတဲ့ကစားသမားတယောက်ပဲရှိတယ်။နည်းနည်းလေးကစားသဘောကျလာတဲ့ကစားသမားတွေတော့ရှိတယ်။အဲ့ဒါဒါလော့တို့ဒူခူတို့နောက်ပြီးတော့အဲကျွန်တော်တို့ဘရူနိုဖာနန်ဒက်စ်တို့နောက်ပြီးတော့ဒီလစ်တို့နောက်ပြီးတော့ခုညာတို့ဒီကစားသမားကျွန်တော်နည်းနည်းလေးသဘောကျတယ်။နည်းနည်းလေးသဘောကျလာတယ်။ကစားသမားတွေလုံရီကိုင်းကြီးပြန်ရှိလာပြီ။ပွဲမပန်းဘူး။အေးစစ်စစ်နဲ့တပတ်တပွဲလောက်ကစားရတယ်ဆိုတော့သူတို့အနေနဲ့ဒါကပွဲပန်းတဲ့ဓမ္မခံရတဲ့အပေါ်မှာ energy အပြည့်နဲ့ တပွဲပြီးတပွဲအေးအေးဆေးဆေးဆုပ်လို့ရတယ်တကယ်ကိုမှအရင်သဘောကျတဲ့ကစားသမားတော့အမူဘူးပဲအမူဘူးတကယ်ကိုကောင်းတယ်နောက်ပြီးတော့ sorry တကယ်ကိုနောက်ထပ်သဘောကျဖို့ကောင်းတဲ့ကစားသမားတယောက်ရှိသေးတယ်အဲ့ဒါကိုသမားလေးအစ်တဒီကိုသမားလေးမဆိုးဘူးဗျအလို့ရကြီးရှိတယ်နောက်ပြီးတော့အလားလားရှိတယ်ဦးနာနာနေရာအတွက်ကိုဝယ်လိုက်တာတကယ်ကိုကောင်းတယ်လို့ပြောလို့ရတယ်အဲ့တော့ United အနေနဲ့ကတော့အဆင်ပြေနိုင်တယ်ကျွန်တော်တို့စပါးကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့စပါးမှာ ကူဒုစ်တို့ဘာလို့တော့ကျွန်တော်ကြိုက်တယ်တကယ်ကိုကောင်းနေဗျဇာဘီစင်မွန်ကတော့ပြောမယ်ဆိုရင်ဂျာမန်နဲ့မတူတာကဒီမှာအညောင်ညောင်လုပ်လို့မရအောင်ဂျာမန်မှာဘောလုံးကင်ပြီးတော့ဘယ်ညာကြည့်နေလို့ရသေးတယ်ပရီးမီးယားလိဂ်ကအဲ့လိုမဟုတ်ဘူးအသင်းတိုင်းကအဲ့လိုလုပ်လို့မရအောင်ဥပမာတသင်းကိုဘောလုံးကင်ပြီးဘယ်ညာကြည့်မယ်ဆိုတော့နောက်တသင်းကြလို့ရှိရင်ဘောလုံးကိုတစ်ချက်ပဲကြည့်တစ်ချက်တည်းနဲ့ပြန်တင်ရတဲ့အပိုင်းတွေတော့ရှိတယ်အဲ့တော့အရန်နေနေလို့မရအောင်ဒီကစားသမား तू ကတော့အရေးချင်းရှိပြီးသားကစားသမားဖြစ်တယ်ဆိုတော့ကျွန်တော်အမြင်ပြောမယ်ဆိုလို့ရှိရင်တော့ပြန်ပြီးတော့ ခြေစွမ်းထက်လာဖို့အတွက်ဆိုလို့ရှိရင်တော့စောက်တော့စောက်ကြည့်ရအောင်ပါပဲဒါပေမဲ့နီးပြတောမတ်ဖရန့်ဆိုတော့နည်းနည်းလေးတော့ပို့ပြီးတော့သဘောကျတယ်ကျွန်တော်ဒီစပားမှာသဘောကျဆုံးအထဲမှာဆိုလို့ရှိရင်တခုပဲရှိတယ်အဲ့ဒါတောမတ်ဖရန့်ဒီနီးပြကိုသဘောကျတာဘာဖြစ်လို့နီးပြကလုံရီကန်ရင်ရှိပြီးသားနီးပြဗျာအဲ့တော့ဒီနီးပြကိုသဘောကျတာအဲ့တော့ तू ဘလူးလုံးလဲဆိုတာကိုပဲစောက်ကြည့်ရမယ်ဒီပွဲတော့စပားအနေနဲ့တရေဓာတ်မဟုတ်ပဲနဲ့ Man United နိုင်သွားနိုင်တယ်လို့ကျွန်တော်မြင်မိတယ် United က ဘာဖြစ်လို့လဲဆိုတော့ခဏကျွန်တော်ပြောသလိုပဲပွဲမပန်းထားတဲ့အသေးစပားကစားသမားတွေပွဲပန်းထားအသေးတယ် United ကပွဲမပန်းထားဘူးဗျာအဲ့လောက်တိလေဘုံစားမဖြစ်ဘူးဒီပွဲကိုနောက်ပြီးတော့ Premier League မှာဇက်တိုက်ရလက်တိကောင်းနေတယ်သုံးပွဲဇက်တိုက်နိုင်ပြီဒီပွဲတည်ကြထားတယ်တည်ကြတာက Northern Forest ကိုဖြစ်တယ်အဲ့ဒါလည်းကိစ္စမရှိဘူးဒီပွဲကိုကျွန်တော်အမြင်ပြောရမယ်ဆို United တည်ကြရင်ကြမကြိုက်အနိုင်လို့ကျွန်တော်မြင်မိတယ်ကဲနောက်တစ်ပွဲဆန်နလန်နဲ့ကျွန်တော်တို့အာဆင်နယ်ကျွန်တော်ဆန်နလန်နဲ့အာဆင်နယ်ကိုကြည့်ရမယ်ဆိုရင်ဆန်နလန်ကကျွန်တော်တို့ပရီးမီယာလိဂ်၁၀ပွဲမှာ၅ပွဲနိုင်၃ပွဲတည်၂ပွဲရှုံးထားတယ် ကျွန်တော်တို့အာကြီးကတော့ပြည်မြလေး10ပွဲမှာတပွဲတည်တပွဲရှုံ10ပွဲထိနိုင်တာလေဗျာရမက်အဖြစ်လဲ25မက်ရထားတယ်ဆန်နလန်ကလီဗာပူးနဲ့အမှတ်တူပြီးတော့အဆင့်လေးနေရာမှာရက်တည်တယ်ဒါပေမဲ့ဆန်နလန်ကဒီနှစ်တန်းတက်ခဲမှာအဲတကယ်ကိုမှ interesting ဖြစ်စရာအကောင်းဆုံးအသင်းလို့ပြောလို့ရတယ်ဒီသင်းကြံခဲ့မယ်လို့ကျွန်တော်မြင်မိတယ်ဒီသင်းတကယ်ကိုမှကောင်းတယ်ပြီးခဲ့တဲ့လူရည်ကလူဝဲအများဆုံးအသင်းလို့ပြောလို့ရတယ်ပရီးမီယာလိမှာ လူအများဆုံးဝယ်ထားတာလူကြီးအများဆုံးဝယ်တာငွေအများကြီးတုံးထားတာမဟုတ်လူကြီးအများဆုံးဝယ်ထားတဲ့အသင်းလို့ပြောလို့ရတယ်။ဒီအသင်းကပြောလို့ပြောတာမဟုတ်ဘူး။ဟိုကစားသမားကိုဟိုခေါ်ပြီးတော့အများကြီးခေါ်ပြီးတော့မှအထိုင်ကြောက်အောင်တိဆောက်ထားတဲ့အသင်း။မဆိုးဘူးကောင်းတယ်။ဒါပေမဲ့ကျွန်တော်တို့အာကြီးကိုရှင်နိုင်ပါမလား။ကျွန်တော်အမြင်ကိုပြောရမယ်ဆိုရင်အာကြီးကိုရှင်နိုင်ဖို့ခက်တယ်။အာကြီးက Premier League 10ပွဲကစားပြီးနေမှာသူ့ရဲ့အခန်းစစ်ကပေးကို3ခုပဲရှိခဲ့တယ်။ Clean sheet တွေတောက်လျှောက်ယူထားတယ်။ကိုသမားဗတ်တန်၊ကွင်းလေတိုက်စစ်နာနေတဲ့ကစားသမားတွေရှိတယ်။ ဂိုင်ဟာဘတ်တို့ကျွန်တော်တို့အိုဒီကာတို့အခုယောခရတောင်နည်းနည်းတန်ရန်ကွန်ဆန်ဖြစ်နေတယ်ပြောတယ်။ဒါပေမဲ့အာကြီးကစိုးရင်စရာတိတ်မရှိဘူး။ဘာဖြစ်လို့စိုးရင်စရာမရှိဘူးလဲဆိုတော့အာကြီးကကျွန်တော်အရင်ကပြောခဲ့တဲ့အတိုင်းပဲကျွန်တော်တို့မန်စီးတီးပုံစံအတိုင်းပဲဘလို့လဲဆိုတော့နှစ်သင်းစာလူစင်းရှိတယ်ဗျာ။နှစ်သင်းစာလူစင်းကလည်း quality ကတူနဲ့တူပူကောင်းသွားတဲ့ quality နဲ့နည်းနည်းလေးကောင်းနေတဲ့ quality ဒီလောက်ပဲခုလိုပြောမယ်ဆိုလို့ရှိရင်ဗျာ quality ကဘယ်လိုလဲဆိုတော့တရုတ်က ကျွန်တော်တို့မြန်မာပြည်ကိုပို့တဲ့ quality မဟုတ်တရုတ်က US တို့ကနေဒါတို့ပို့တဲ့ quality မျိုးဧကစားသမားတွေကဥပမာမြန်မာပြည် first line ကတော့ US ကိုပို့တဲ့ quality နဲ့ second line ကဒီကျွန်တော်တို့မြန်မာပြည်ကိုပို့တဲ့ quality မျိုးမဟုတ်ဘူးသူတို့က first line ကကျွန်တော်တို့ US ကိုပို့တယ်ဆိုရင် second line ကကျွန်တော်တို့ကနေဒါကိုပို့တဲ့ quality မျိုးအဲ့တော့ကျွန်တော်အမြင်ပြောမယ်ဆိုလို့ရှိရင် AI ရဲ့ ဒီ quality ရှိနေတဲ့ကစားသမားတွေနဲ့ဆိုတော့အာကြီးပြန်ဖြည့်ပြီးဆော့သွားလို့ရတယ်အာကြီးရဲ့နောက်ထပ်အားသာချက်တစ်ခုကကိုတွင်းမယ်ဆိုလို့ရှိရင်ခင်ဗျဘလူးတွင်းမလဲဥပမာဗျာတိုက်စစ်မှုကိုတွင်းမလားရတယ်တောင်မန်တိုက်စစ်ကိုတွင်းမလားရတယ်ကွင်းလယ်ကိုတွင်းမလားရတယ်ခန်းစစ်ကိုတွင်းမလားရတယ်မရတာဆိုလို့ကိုသမားတယောက်ပဲရှိဒါအခုလက်ရှိအာကြီးရဲ့အခြေအနေမြောက်ပြောနေတာမဟုတ်လက်ရှိအခြေအနေကိုပြောပြနေတာအဲ့တော့ကျွန်တော်တို့အာကြီးကဒီနှစ်ကိုကျွန်တော်ရာဒီအစကပြောခဲ့တယ်လို့ပဲအာကြီးဒီနှစ်ဖလားမရဘူး မေဂျာဖလားဖြစ်တဲ့ပရီးမီးယားလိချန်ပီယံလိနှစ်ခုလုံးမရခဲ့ဘူးဆိုရင်တော့အာကြီးကိုအားပေးတဲ့လူတွေအတွက်တော့ကျွန်တော်အနေနဲ့စိတ်မကောင်းဘူးလို့ပဲပြောချင်တယ်။ဘာလို့လဲဆိုတော့ဒါကသူ့ရဲ့တကယ်ကို prime ကိုရောက်နေတာ။နောက်ပြီးတော့၄၅နှစ်လောက်တိဆောက်ထားတဲ့ဒီအသင်းရဲ့ prime ကိုရောက်နေတာ။အဲ့တော့ဒီ prime ကိုကောင်းကောင်းအသုံးမချနိုင်ဘူးဆိုလို့ရှိရင်အာဒီတာကိုတော့ထုတ်ပလိုက်တော့ဗျာ။သိတယ်မလား။ဒါအပွင့်လင်းဆုံးပြောတာထုတ်ပလိုက်တော့မင်းတို့ဘလောက်ပဲကောင်းကောင်းလက်ဥဖလားမရဘူးဆိုရင်မင်းဘာမှတုံစားလို့မရဘူးဆိုပြီးပြောရမှာပဲ။ ဆန္ဒလန်အိမ်ဝင်းဖြစ်တယ်။နောက်ပြီးတော့ကစားပုံကောင်းတယ်၊ချစ်လက်တယ်၊မာကြောတယ်။ဒါပေမဲ့ဘောလုံးကအလုံးကြီးပြ။အဲ့တော့အားကြီးအနေနဲ့လွယ်လွယ်ကူကူနိုင်မယ်လို့တော့ကျွန်တော်မမြင်မိဘူး။ဒါကတော့အပွင့်လင်းဆုံးပြောတာ။အားကြီးအဝေးကွင်းဖြစ်တယ်၊လွယ်လွယ်ကူကူနိုင်မယ်လို့တော့မမြင်မိဘူး။အားကြီးအနေနဲ့နိုင်အောင်ကစားမယ်လို့တော့ကျွန်တော်မြင်မိတယ်။လွယ်လွယ်ကူတော့မနိုင်ဘူး။နိုင်အောင်ကစားလိမ့်မယ်။အားကြီးမတကာဖြစ်သွားရင်ဝမ်းစီဒါမှမဟုတ်ရင်စီးစီးတော့ဖြစ်သွားနိုင်တယ်။ဒါကတော့ဘာကြောင့်ကျွန်တော်ဒီလိုမျိုးပြောရလဲဆိုတော့အာအတင်းအသေးသေးမှာအစ်စ်လေးကိုရောက်လာတဲ့ဆန္ဒလန်အတင်းကိုကျွန်တော် အရင်အထင်မသေးတင်မသေးခြင်းလို့ဒါကအာကြီးမနိုင်နိုင်ဘူးဆိုပြီးတော့မပြောခြင်းဘူးဘာဖြစ်လို့လဲဆိုတော့အာကြီးကတကယ်အမြင့်ပြန်နေတဲ့အခြေဆိုတော့အာကြီးနိုင်မှုတော့များတယ်ဒါပေမဲ့ချီကျော်လက်ကျော်ဆိုတာလည်းရှိသေးတယ်အဲ့တော့အာကြီးချီကျော်လက်ကျော်ဖြစ်သွားမလားဆိုတဲ့အပိုင်းကိုလည်းစောင့်ကြည့်ခြင်းတယ်အဲအာကြီးအနေနဲ့ကျွန်တော်အမြင်ကိုပြောမယ်ဆိုရင်တော့ဒီပွဲကိုတတောက်တတာမဟုတ်ဘဲနဲ့တော့နိုင်သွားနိုင်တယ်လို့ကျွန်တော်မြင်မိတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော် channel ကိုသဘောကျတယ်ဆိုလို့ရှိရင် like and subscribe လေးလုပ်ခဲ့ပေးဖို့မေတ္တာရပ်ခံပါတယ်ကြည့်ရှုသူတယောက်တိုင်းကိုကျေးဇူးတင်ပါတယ်